အခုဆိုရင်ဥပစာစကားအကြောင်းကိုမြန်မာနဲ့တူတူလေ့ကျင့်ငယ်မျိုးကုန်းလေးများကိုဖြည့်ကြည့်အောင်ပါရှင့်အတူတူလိုက်ပါပြီးတော့ဖြည့်ကြဖို့လည်းတောင်းဆိုအပ်ပါတယ်နံပါတ်1ဥပစာတင်ဆောင်မှုသည်ကွက်လက်တူတန်မှုကိုများစွာအထောက်အကူဖြစ်စေပါသည်ကာကြီးဥပစာစကားပုံရိုးတူတန်မှုခါကွေလူမှုဘဝပုံရိုးတူတန်မှုကောင်းငယ်အမှုပညာပုံရိုးတူတန်မှုဟုတ်ကဲ့အပြင်မှာကတော့ဘာသာစကားပုံရိုးတူတန်မှုပဲဖြစ်ပါတယ် နံပါတ်2ညနာကြီးရဟဲဘက်ပါကိုတော်တော်ဟာလာသည် ကွက်လက်ဖြစ်သည်ကာကြီးလူခန္ဓာကိုအခြေပြုသည့်ဥပစာခါပွေအပြုအမှုအခြေအနေကို အခြေပြုသည့်ဥပစာကငယ်အခြားအရာဝတ္ထုများကိုအခြေပြုသည့်ဥပစာဟုတ်ကဲ့အပြင်ကတော့လူခန္ဓာကိုအခြေပြုသည့်ဥပစာပဲဖြစ်ပါတယ်မိကုံးနံပါတ်3ဥပစာစကားသည်ကွက်လက်ဟုအဓိပ္ပာယ်ရသည်ကာကြီးချီတူသောစကားခါကွေတေစာသောစကား ကငယ်အစားသုံးသောစကားမဖြစ်မှန်ကတော့ခေါင်းကိုတင်စားသောစကားပဲဖြစ်ပါမယ်ဒေကုန်းနံပါတ်၄ဆရာကြီးမောင်ကင်းတို့လိုသူသည်မြစ်တီနိုင်ငံ၌မြန်မာစာအဲ့မောင်မောင်ကအစ်တောင်ဝန်ချမ်းဆောင်ဖြစ်သည်ခေါင်းကြီးပြည်ုံနိုင်ငံခေါင်းကိုဂျပန်နိုင်ငံကငယ်အိန္ဒိယနိုင်ငံအဖြစ်မှန်ကတော့ခေါင်းကိုဂျပန်နိုင်ငံပဲဖြစ်ပါတယ်မေကွန်နံပါတ်ကခုပ္ပစာစကားကိုကလပ်တင် တစ်စုံတစ်ခု၏အမည်ကိုအခြားတစ်စုံတစ်ခု၌တင်စားပြောဆိုသည်ဟုဖော်ပြထားသည်။ကာကြီးမြမအပေတံခါကိုရီပါဠိဝဟလာကငယ်ပါဠိတတ်ပုံချံအဖြစ်မှန်ကတော့ကာကြီးမြမအပေတံဖြစ်ပါတယ်။မေဂွန်နံပါတ်6ဆရာကြီးမောင်ခင်မေတမူးချူ၏အမည်အရင်းမှာဖော်လာဖြစ်သည်။ကာကြီးဦးခင်အေခါကိုရီဦးအေခင်ကငယ်ဦးရင်အေ အပြင်မှန်ကတော့အကကြီးဥပင်အိပ်ပဲဖြစ်ပါတယ်။မျိုးကုန်းနံပါတ်9အာယုံခံစားမှုကိုအခြေယူသည့်ဥပစာကိုဖော်ပြပါ။ကာကြီးမဝတ်မရေဖြစ်သည့်ခါခွေခုံငယ်သည့်ကငယ်ပူလောင်သည်။အပြင်အပြင်မှန်ကတော့ကငယ်ပူလောင်သည်ပဲဖြစ်ပါတယ်။မျိုးကုန်းနံပါတ်10အပြုအမူအခြေအနေကိုအခြေပြုသည့်ဥပစာကိုဖော်ပြပါ။ကာကြီးမတုံမလုံခါသွေးချီကုံလပန်းကြသည် ကငယ်စပွဲချီကအပြင်ဘက်ကတော့ခါပွဲချီကုန်လည်းပန်းကြတည်လေးဖြစ်ပါတယ်မိကောနံပါတ်4ဥပဒေဆောင်မှာစက်တီကိုဆရာကြီးမောင်ခင်တို့တို့ကူညီတော့ဖွင့်လှစ်မှာတောင်းလို့ပါသည်။ဆရာကြီးမြန်မာဘာသာစကားပညာရှင်များနဲ့ဘာသာစကားအနေနဲ့ခါကွေ အထပေးရနေတန်းကလည်းမြန်မာစကားမြန်မာစာရေးပုံတော့ဆပြေမှန်ကတော့ခါကွေအထပေးတာနေတန်းလည်းဖြစ်ပါတယ်။ မဲကောင်းနံပါတ်30အောက်ပါတို့ night quality လုပ်ငန်းဆောင်မှာပေါ်အခြေပြု၍တင်စားသောဥပစာဖြစ်သည်ကောင်ကြီးရေလိုက်ငါလိုက်ခါကွေးရေစုံမျိုးကောင်ငယ်ရေစီကံပြုပစိမာကတော့ကောင်ကြီးရေလိုက်ငါလိုက်ပဲဖြစ်ပါတယ်မဲကောင်းနံပါတ်31လမ်းမှန်ကြောင့်တော့ဝါဟာလာသည် quality ဖြစ်သည်ကောင်ကြီးလုပ်ငန်းဆောင်တာကိုအခြေပြုသည့်ဥပစာခါကွေးကိုခန္ဓာစွမ်းရည်ဤကုံထိုးဝိသေသများကိုအခြေပြုသည့်ဥပစာ ဟုတ်ကဲ့အပြုအမူအခြေအနေကိုအခြေပြုသည့်ဥစားမထင်မှန်ကတော့ခါခွေကိုခန္ဓာဆိုရင်ဤဂௌတဝိဒေတာများကိုအခြေပြုသည့်ဥစားပဲဖြစ်ပါတယ်မိခွန်းနံပါတ်7အဘောင်တို့မှပေါ်လာသည့်အခြားအရာများကိုအခြေပြု၍လူ့ခုခန္ဓာအစိတ်အပိုင်းများကိုတင်စားသောဥပစာဖြစ်သည်။ပါကြီးမိဘလက်ခါကွေတွေ့ကြောကောင်းရဲ့စပွဲခုံ။အပြင်မှာကတော့ခါကွေတွေ့ကြောပဲဖြစ်ပါတယ်။ ားလို့ဆိုရင်တော့ဒီညီမနဲ့တူတူရေချင်ရမင်းကုံညာကိုဖြည့်ဆို့ပြီးပြီဖြစ်တဲ့အတွက်ခုကစားလဲတင်ရတာကိုကောင်းကောင်းနားလည်သွားလိမ့်မယ်ဘယ်လိုညီမလေးပါလဲဗီဒီယိုလေးကိုကြည့်နေတာအားလုံးပဲတိုက်ခတ်သူဝင်နေဆောင်ပွဲချီကိုကောင်းမှုစားဖြည့်ဆို့နိုင်ကြပါစေလို့ဆုမွန်တာတောင်းပေးပါရပျော်ရွှင်နဲ့စကြည့်ရလေးတွေကိုပိုင်းဆိုင်နိုင်ကြပါစေရှင်